ကက်တီနေဟိုတယ်ဒလုံးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖမ်းမြို့မှာရှိတဲ့တိတ်ဆိတ်ငင်တဲနေတဲ့နေရာလေးမှာပေါ့နော်။ဟိုတယ်နာမည်ကတော့ Hotel Suri Phan ဖြစ်ပါတယ်။အဲတစ်ချက်လောက်လိုက်ကြည့်ရအောင်။ဒါလီယာတော့သူရဲ့အဝင်ဝါလေးပေါ့နော်။ဟိုတယ်ရဲ့အဆောက်အဦလေးတကယ်ကြည့်စရာကောင်းတယ်ပါလိမ့်နော်။ဒါလီယာတော့ကျွန်တော်တဲခဲ့တဲ့အခန်းလေးဖြစ်ပါတယ် 3လွှာမှရှိတယ်305ဝနော်အဲဟိုတယ်ကတော့ဖွင့်တာတိတ်မကြသေးဘူးနော်9လောက်လောက်ပဲရှိလို့သူပြောတယ်ပေါ့နော်ဆိုတော့တက်တက်ဆစ်ဆစ်တက်တက်ရရလေးရှိပါတယ်အဲတွေ့စည်းနှုတ်ကလည်းတကယ်ဟိုအဆင်ပြေတယ်ပေါ့လေနော်နှစ်ယောက်တည်းမှ8000ကျော်ပဲဆိုတော့လေအဆင်ပြေပါတယ်အခန်းလေးရလေတကယ်တက်တက်ဆစ်ဆစ်လေးရှိပါတယ် ်ချက်လိုက်ကြည့်ကြအောင်အခန်းထဲမှာလဲသူပစ္စည်းတွေလေးလဲထည့်ထားပြီးတော့နော်ရေကြီးတစ်တာတို့ရေနွေးဦးတို့ dryer တို့နော်ပရော့ TV တို့အဲလဲထားပြီးပါတယ်အခန်းလေးကလဲအရန်ကိုချက်ဝင်ပါတယ်အရန်လဲဟိုအမြင့်ကိုတော်မြင့်တယ်ပေါ့လေနော်ဆိုတော့သူရဲ့ free service တွေအားပါရရလဲဆိုတော့ဒါတော့ရေးတန်လေးတွေထားပေးပါတယ် ။ဒါပြီးလို့ရှင် coffee ပေါ့နော်။ထားတဲ့အန်ဆွဲလေးလည်းအရင်ချစ်စရာကောင်းတယ်။နောက်တစ်ခါကျတော့အော်အဲ့ဒီ hotel ထဲမှာပဲဒီ၃လောက်မှာပဲ spa လည်းရှိတော့ပါလား။ညောင်းညပြေးသွားပြမနှိမ့်နေလို့ရတယ်။အဲနောက်ပြီးတော့သူရဲ့ chicken set တွေပြီးလို့ရှိကိုအပြင်မှာမစားချင်ဘူးဒီ hotel ထဲမှာစားမယ်ဆိုလည်းသူကမီနူးလေးတွေထားပြပါတယ်။ စဉ်နှုန်းလည်းတင်ပါတယ်ဒါလေးကတော့အဝတ်ထားတဲ့စဉ်လေးဖြစ်ပါတယ်ဗောနောနောက်တစ်ခါကျတော့လေဘောအိမ်သာရေချိုးခန်းဒါကိုကျဲဝန်းပါတယ်ဗောနောရိုးရိုးလေးဖြစ်ပေမဲ့အာပြီးလို့ရှိရေးပူရေးလည်းရတယ်နောက်အာခေါင်းရွှေဆပ်ပြာတော့တက်စီတော့တက်တန်အဲ့လည်း free serve ဖြစ်ဖြစ်ပါတယ်ဗောနောအဆင်ပြေပါတယ်နောက်သူရဲ့အိတ်ကလေးလည်းတတ်တတ်ရရလေးဗောနောနောက်အရန်သဘောချတဲ့အရာတစ်ခုကကင်းပြင်းတဲ့အထင်ကြီးရ ဟိုဆွဲကပြေတောင်းနော်ဒီဟိုတဲအနောက်မှာရှိတဲ့အာပရင်ပေါင်းနဲ့လမ်းမြင်ရတယ်ပေါ့နော်ဆိုတော့တကယ်ကိုကြည့်နေဆရာမြင်ခွင့်လေးဖြစ်ပါတယ်ဆွဲကပြေတောင်းရဲ့ဘေးတမှာဈာရင်တောင်းနော်ဒါလေးကတော့ dining room ဖြစ်ပါတယ်လေးလွှာမှာရှိတယ်အာဟိုးခေါမိုးထပ်မှာတက်မယ်ဆိုလဲကြောင်းလေးလေးကလည်းလောက်ထားပြီးပါတယ်ဆာဒိုင်နင်းရူမ်ကိုလည်းကျွန်တော်တစ်ချက်လိုက်စီအောင်ပြင်ဆင်လေးရလဲဒါချစ်စရာကောင်းတယ် ဟိုစားသောက်လေးတွေလည်းတတန်ရှင်ရှင်ခင်းကျင်းထားတယ်ကျွန်တော်တွေ့ရတယ်ပေါ့လေနော်ဒီမနေ့တော့အစားအစာလေးစုံတော့ဗောနော်ပြီးလို့ရှင်အချိုရေကော်ဖီလက်ဖဲရေစုံရတယ်ဒါတော့ဒီမနေ့စားရဲ့အစားအစာဖြစ်တဲ့ကုတ်တုတ်ခေါက်ဆွဲလက်ဖက်ထမင်းချက်ဦးအတိရချောမလာအလူပြီးလို့ရှင်ချက်ကပေါင်း ကျွန်တော်အရင်ကြိုက်တဲ့ဟင်းနေပဲဖြစ်တယ်ဗောနော်ဆိုတော့ဒီမနေ့အိဆာစာရီယာရှိတဲ့ဘီနာမာဟောဆွဲကမိတောင်းအလောက်လဲရှူဆိုင်နေအရင်ကြည့်နေကြအောင်နော်ဆိုတော့ဒီမနေ့ကျွန်တော်အာရပါရောက်ကိုစားတယ်ဗောနော်ဟိုပြင်ဆင်ထားတဲ့အဆာစာလေးတွေကလည်းဟိုအရင်ကြိုက်တဲ့အဆာစာဖြစ်တယ်ဗောနော်ပြီးလို့ရှေ့တန်းတန်းရှင်းရှင်းလေးရှိတယ်ဆိုတော့အရင်ကိုတပေါ့ကြပါတယ် အောင်တို့ခောက်ဆွဲရလေအရန်ဟိုစအောင်တို့အစ်စ်လို့ဘောနော်အောင်တို့အစ်စ်နဲ့ချက်ထားလို့ဆိုအရန်ရတာရှိတယ်တကယ်ကောင်းတယ်ဘောနော်ကျွန်တော်ဒီမနေ့အားရပါရကိုစားလိုက်တယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်ဟိုးအခေါင်းမိုးထက်ကိုတဲ့ဘရမဒီရှုကင်းလေးတွေကိုကြည့်လိုက်တဲ့အခါမှာလည်းတကယ်ကိုတန်ရှင်းတဲ့လေးတွေကိုရှုဆိုင်တော့အရန်စမ်းမှာစေပါတယ်ဘောနော် အာပြီးလို့ရှိရင်ဒီပေါ်ထပ်မှာပဲအနားယူဖို့ရန်အတွက်လည်းဒီလိုမျိုးနေရာလေးတွေလည်းပြင်ဆင်ထားပေးပါတယ်ပါနော်ဆိုတော့အာစီနုံးလဲတဲ့တန်လဲတန်ရှင်းတဲ့ဒီဟိုတယ်ကိုလာရောက်တက်ဖို့ရန်အတွက်လည်းကျွန်တော်အနေနဲ့အာအကြံပြုချင်ပါတယ်ပေါ့နော်ဆိုတော့ကျေးဇူးတင်ပါတယ်ဟိုတယ်အဆူရီဘိုင်ဘိုင်